ားလုံးပဲမင်္ဂလာပါတနင်္သာရီထိုင်သတင်းဌာနရဲ့ pocket အစီအစဉ်ကနေជួសូបပါတယ်ဒီနေ့မှာတော့ဆောင်းမရှင်သူရေးသားထားတဲ့အမျိုးသမီးလိန်အင်ကဖျက်တောက်မှုကို စက်ကျင်တိမ်ပွဲဝင်သူဆိုတဲ့ SC လေးကိုတင်ဆက်လိုက်ပါတယ်အမျိုးသမီးလိန်အင်ကဖျက်တောက်မှုကိုဆက်ကျင်တိုက်ပွဲဝင်သူ ရှမ်ဆာရှာရာဝီဟာငယ်စဉ်ကတည်းကလိန်အင်ငါကိုအထမဖျက်တောက်ခံခဲ့ရတဲ့ကဘာပေါ်ကလက်ရှိအမျိုးသမီးတန်ပေါင်း230တဲကတူဖြစ်ပါတယ်။ဒါပေမဲ့သူမမှာ သူများနဲ့မတူတဲ့ထိုးချမှုတစ်ခုရှိပါတယ်။အဲ့ဒါကတော့ female genital mutilation FGM လို့ခေါ်တဲ့အမျိုးသမီးလိန်အင်ကဖျက်တောက်မှုကိုဦးဆောင်ချင်တဲ့ခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့ခြင်းပါပဲ။ သူမရဲ့အထက်ကလက်နက်ကတော့ TikTok ပဲဖြစ်ပါတယ်။ဆိုမာလီယာနိုင်ငံသူရှမ်ဆာရဲ့အင်္ကာကို သူမရဲ့အတော်ကဖျက်တောက်ခဲ့တာပါ။အဲ့ဒီအချိန်မှာ သူမအသက်က6နှစ်ပါ။မြန်သောအဖြစ် FGM ကိုမွေးကင်းစားအရွယ်နဲ့15နှစ်အထွတ်မှာပြုလုပ်ခံခဲ့ကြရပါတယ်။ဒီမိန်းကလေးတွေရဲ့ပြောမထွက်လောက်တဲ့နာကျင်မှုနဲ့စိတ်ပိုင်းဆိုင်ရာချောက်ချားမှုဟာဘလောက်ကြီးမားတယ်ဆိုတာကို ရှမ်ဆာရှာရာဝေကအသိဆုံးပါ။ FGM ကိုပြုလုပ်ကြတဲ့နိုင်ငံပေါင်း30လောက်ဟာအာဖရိကအရှေ့လယ်ပိုင်းနဲ့အာရှတိုက်မှာတည်ရှိကြပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ကတော့ဒီလောက်ရဟာ အမျိုးသမီးနဲ့မိန်းကလေးငယ်တွေရဲ့လူအခွင့်အရေးကိုချုပ်ပေါက်တာလို့ကြေညာထားပါတယ်။ဖြတ်တောက်ခံရတဲ့မိန်းကလေးငယ်တွေဟာ ရေရှည်မှာစီးသွားရင်အင်မတန်နာကျင်တာရာသီအချိန်အတွက်ခက်ခဲလှတာ။ လိမ့်ဆက်ဆန်တဲ့အခါနာကျင်ရတာလိမ့်စိတ်ပြက်ကွယ်တာတွေကိုခံစားကြရပါတယ်လို့ WHO ကဆိုပါတယ်ရှန်ဆာဟာအခုတော့အသက်30နှစ်ရှိပါပြီ2008ခုနှစ်မှာဆိုမာလီယာပြည်တွင်းစစ်ကလွန်မြောက်ဖို့ United Kingdom ကို ရှမ်ဆာနဲ့မိသားစုထွက်ပြေးလာကြပါတယ်ဒီနောက်ပိုင်းမှာတော့ရှန်ဆာဟာ TikTok ကတစ်စက် FGM ကိုဆက်ကျင်တဲ့အမျိုးသမီးတူဖြစ်လာခဲ့ပါတယ်မိန်းကလေးတွေကို တို့ရဲ့အင်္ဂါနဲ့ပတ်သက်လို့နာကျင်မှုတွေစိတ်ပိုင်းဆိုင်ရာခြောက်ခြားမှုတွေကို ပြောပြဖို့မရှက်ရော့စေချင်ဘူးလို့ရှန်စာရှာရာဝေကဆိုပါတယ်။ဆိုမာလီယာမှာတော့သူမဟာနာမည်ဆိုးနဲ့ကြော်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီနိုင်ငံမှာအမျိုးသမီးအများစုဟာငယ်ရွယ်စဉ်မှာလိင်အင်္ဂါဖြတ်တောက်မှုကိုရင်ဆိုင်လာရတာဟာပုံမှန်သဘောတစ်ခုဖြစ်ပါတယ်။ FGM လောက်ကြတဲ့အမျိုးသမီးတွေကိုအရှက်မဲ့သူတွေ လိမ်မှုရေးရတက်ကြွလွန်းသူတွေစာရိတ်တမကောင်းသူတွေ အဖြစ်လက်ညှိုးထိုးပစ်ပယ်ကြပါတယ်။ဒါကိုဆက်ကြည်ဟောပြောတဲ့ရှင်ဆော့ကိုဆက်ကြည်တက်ခိုက်ကြပါတယ်။နိုင်ငံတော်တော်များများမှာဒီလုံရက်ကိုတားမြစ်တဲ့ဥပဒေတွေရှိပေမဲ့နှစ်စဉ်တန်းနဲ့ချီတဲ့မိန်းကလေးတွေဟာဖြတ်တောက်ခံနေကြရပြီးတောင်းနဲ့ချီတဲ့မိန်းကလေးတွေဟာ အသက်ဆုံးရှုံးနေကြရပါတယ်။ရှန်ဆာရှာရာဝီဟာတစ်တော့မှနှင်းစီပန်းတပွဲကို ပြပါတယ်။ပြီးတော့ ဗလိတ်ဓာတစ်ချောင်းနဲ့ပွက်ဖက်တွေကိုလှီးဖြတ်ပြပါတယ်။ပြီးတဲ့အခါမှာတော့ပြက်ရင်သွားတဲ့နှင်းစီပံကို အချီချိုးနဲ့ပြန်ချုပ်ပြပါတယ်။ဒါဟာ သူမရဲ့အင်္ဂါကိုဘလို့ဖြစ်စီခံခဲ့ရတယ်ဆိုတာကိုပြသတာဖြစ်ပါတယ်။ချမ်ဆာအာရာဝီလိုဆိုတဲ့သူမရဲ့ TikTok မှာတရှိသူတန်ပေါင်းများစွာရှိပါတယ်။ချမ်ဆာဟာသူမရဲ့ဘဝ၆ချားစရာအကောင်းဆုံးနောက်ထပ်အတွေ့အကြုံကိုလည်း TikTok မှာပြောပြထားပါတယ်။ သူမ16နှစ်သမီးမှာ ဆိုမာလီယာကိုခဏပြောင်းတဲ့အချိန်မှာအတင်းအကျပ်ဖန်ချုပ်ပြီးလက်ထပ်စိတ်ခဲ့တာအလိုမပါပဲအရမပြူချစ်ခံခဲ့ရတာတွေဖြစ်ပါတယ်။ဆိုမာလီယာကနေထွက်ပြေးပြီး UK ကိုပြန်ရောက်ဖို့6လကြာကြိုးစားခဲ့ရပါတယ်။အခုတော့သူမမှာ single mother ဘဝနဲ့ဆယ်နှစ်အရွယ်ဆာရာဆိုတဲ့သမီးတူရှိနေပါပြီ။ဒီနေ့မှာတော့သူမကိုဟာဂျာပီကီစုဆိုတဲ့အမျိုးသမီးတူကဆက်သွယ်လာခဲ့ပါတယ်။ ဟာဂျာဟာရှမ်ဆာရဲ့နှင်းစီပွဲဗီဒီယိုကို ကြည့်ပြီးဆက်သွယ်လာတာပါ။ဂျာမန်နိုင်ငံသူတဦးဖြစ်တဲ့ဟာဂျာဟာသူမမွေးရနိုင်ငံဖြစ်တဲ့ဆီယာလီယုံကိုငယ်စဉ်ဘဝကအလက်ပတ်ပြန်ရင်းလိန်အင်ငါကိုဖြတ်တောက်ခံခဲ့ရတာပါ။ဟာဂျာကရှမ်ဆာကို ပြောပြတာကတော့သူမရဲ့လိန်အင်ငါကိုဂျာမန်စစ်ရုပ်တစ်ခုမှ ပြန်လည်ခွဲစိတ်ပြီးပြုပြွင်နိုင်ခဲ့ပြီဆိုတဲ့အချက်ပါပဲ။နောက်တစ်ကြိမ်ပြန်ခွဲစိတ်ရမယ်ဆိုတဲ့အတွေ့အကြုံ ကျွန်မကိုအကြီးကျယ်ချောင်းလန့်စေခဲ့တယ်လို့ရှန်စာက BBC သတင်းဌာနကို ပြန်ရင်ဖွင့်ပါတယ်။ဒီတစ်ချိန်ကတော့ကို့ဆုံးဖြတ်ချက်နဲ့ကိုပါလို့သူမကဆိုပါတယ်။ကျွန်မရဲ့စင်ကြမ်းမကြီးအတွက်ဒါကိုကျွန်မလုံးဝဖြစ်မှာနောက်ဘယ်တော့မှဒီလိုစိတ်ပိုင်းဆိုင်ရာနာကျင်မှုကိုထပ်မကန်စားချင်တော့ဘူး။သမီးလေးဆာရာကိုသူမခွန်ဆင်းမှု ပြုလုပ်မှာနဲ့ပတ်သက်ပြီး ရှမ်စာက နားလည်အောင်ရှင်းပြခဲ့ပါတယ်။ရှမ်စာဟာ ရသမျှရန်ပုံငွေကိုစုဆောင်ပြီးဂျာမနီကရီဆန်ဆေးရုပ်ကိုရောက်အောင်သွားခဲ့ပါတယ်။ခွဲစင်းမှုမပြုတ်လို့ခင်ညမှာဆေးရုံကသူမအခန်းထဲမှာတယောက်တည်းသူမကြောက်လန့်နေခဲ့ပါတယ်။ငယ်ငယ်ကဖြစ်ရက်ကသူမကိုပြန်လဲချောက်လန့်နေခဲ့ပါတယ်။ခွဲစင်းမှုဟာလေးနာရီကြာမြင့်ခဲ့ပါတယ်။ဒီခွဲစင်းမှုကိုရှမ်စာကဗီဒီယိုမှတ်တမ်းတင်ခဲ့ပါတယ်။သူမကိုခွဲစစ်ပေးသူကတော့ဒေါက်တာဒန်နီဒင်းဖြစ်ပါတယ်။ ီခွဲစိတ်မှုပညာမှာဤပညာအသစ်တွေကိုရှာဖွေတွေ့ရှိထားသူပါနောက်ဆုံးတော့ခွဲစိတ်မှုဟာအောင်မြင်ခဲ့ပါတယ်ခွဲစိတ်မှုပြီးနှစ်ရက်အကြာမှာရှမ်စာကို သူမရဲ့ဒေါက်တာက မတက်ရက်နိုင်ဖို့အိယာကနေဆွဲထုတ်ပေးခဲ့ပါတယ်ရှမ်စာဟာသူမရဲ့အတွေ့အကြုံတွေကို TikTok ပရိသတ်တွေကိုလည်းပြန်လည်မျှဝေခဲ့ပါတယ်2023မှာရှမ်စာဟာ BBC Womanlist 2023မှာပါဝင်ခဲ့ပါတယ် ချစ်မရဲ့ Critoris အင်္ဂါချက်ကိုချစ်မပြန်ရပြီလို့ရှန်ဆာကဆိုပါတယ်။သူ့